အကျွန်တော်မေးချင်တာကဒီမှာအဒီအခုပေါ့နော်အရိုက်ခံရတဲ့အဖွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့ line မှာပြောနေတာတနေ့2000နဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားအမှန်ပါဟုတ်ပါဘူးအဲ့ဒါတော့မလုပ်ပါဘူးတော့ဒါဘိုင်တရားဖြစ်စဉ်နောက်ဆုံးရသတင်းများမင်္ဂလာပါအော်ဒီယိုဘိုင်ဆောင်းနိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့လက်တလောမှာရေပန်းစားနေတဲ့တိုင်းတရားဖြစ်စဉ်ကနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ online ပေါ်မှာဒူလောဒူလောနဲ့ပြောနေကြတာတွေကို တကယ်လားဆိုတာဒီတက်တော့ဆယ်လီတွေအစိုးရမျိုးတမကြီးရဲ့ရက်ွက်တွင်မှာတွားရောက်စုံစမ်းမေးမြန်းထားတာကိုဖော်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးမှာက BNB စပန်အထက်လက်ကားအယောင်ဆိုင်ပိုင်ရှင်ကဒီတကုံးမကြီးလို့ပြောနေကြတဲ့မျိုးတမကြီးရဲ့ရက်ွက်တွေကိုတွားရောက်ပြီးလူတိုင်းကိုလက်ပတ်မေးမြန်းကထိုမျိုးတမကြီးကိုသူ့ချွေးနှဲစာနဲ့လူရန်ခဲ့ရလေကိုတင်ပြပေးပါမယ်ပြီးရင်ဦးဟာချစ်တတ်တယ်တော့ဆိုတော့ TikTok အကောင့်ပိုင်ရှင်ရဲ့ဇက်ကွက်အတွင်းလူများကိုမေးမြန်းနေမှုများကိုတင်ပြပေးပါမယ်။နောက်ဆုံးမှာတော့ဖိုင်သာယာကိုကြီးကဇက်ကွက်တွင်ရလူများကိုဒီမျိုးသမီးကြီးကိုလှူသင့်မလှူသင့်ကလေးလေးကိုလှူရမလားမျိုးသမီးကြီးကိုလှူရမလားစသဖြင့်မေးမြန်းနေတာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အဆုံးထိအောင်ကြီးစုနားဆင်ပေးပါအောင်ခင်ဗျာ။ လိုက်တရားမှာဖြစ်သွားတဲ့ NDE ဟိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့ NDE နဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်ထဲရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်ပြီးစုံစမ်းပြီးရောမှတိတိကျကျလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးရောပြန်ကြားလာခဲ့ရတာပါရှင် NDE ရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ် NDE ကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလေးချစ်တတ်တယ် view ထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိတဲ့ခလေးတိုင်းကိုထိမ့်ပြီးရဲတဲ့မျိုးထဲမှာပါတဲ့ခလေးလေးကလည်းအဲ့ NDE နဲ့ဘာမှတော်ဆမှုမရှိဘူး ူတဲ့ရက်ွက်ထဲကခလေးပဲသူအဲ့ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်ပေးတာတဲ့ရက်ွက်ထဲကပြောကြတာပေါ့နော်အဲ့ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အဲ့အန်ဒီရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကိုအဲ့အန်ဒီကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အဲ့လားရက်ွက်ထဲကနေမင်းတို့ပြောပြတာပေါ့ခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လိုက်လှုပ်စားနေရလဲရက်ွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဘီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးပြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ခလေးလေးကအဲ့အန်ဒီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အန်ဒီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ခလေးကို သူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီးရဲ့ဆုံးဝရဲ့ဒါဝင်စားတာလို့လည်းရက်ွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မို့လို့လည်းအဲ့အန်နီကအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းတွေရဲ့အင်တာဗျူးတွေပါလေမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မို့လို့မင်းရဲ့မင်းမင်းအမျိုးသားရဲ့အရင်ဆုံးအရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲရစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထဲမှာရှိတဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိတဲ့လူတွေကိုမင်းတို့ အရင်ဆုံးပေးပါတယ်အားလုံးဖြည့်ရဖြည့်ရလဲဒီရဖြည့်တစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်ဒီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုက်နှက်တဲ့အမားကနေပြီးတော့ကလေးကိုခေါ်သွားလိုက်တတိုက်မှာကျိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမကလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေအောင်အမားတို့ဗီဒီယိုထဲဗီဒီယိုကိုကြည့်ရလွယ်ဆိုမြင်ပါလိမ့်မယ်တတိုက်မှာကျိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲကလေးကအဲ့အန်ဒီရရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချို့ကလည်းမင်းတို့ကိုအားပေးအားမြောက်လုပ်တယ်မင်းတို့ကအားပေးအားမြောက်လုပ်တာမဟုတ်ဘူးဒီအန်ဒီအမအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကို အခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့မိမင်းတို့လည်းအထယ်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရနော်နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးတော့ရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေကိုအခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်းကိုဆွဲပါးကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေတက်တိုင်းနေမှာကြိုးတုပ်တွေရောမင်းတို့လုပ်မှာမဟုတ်နောက်ဆုံးအဆင့် င်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့လုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကျိုးထုတ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကျိုးသွားတုတ်လို့ video file ထဲမှာပါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့ video file ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လည်းလူသားချင်းစာနာတာပါရှင်မင်းတို့အပေးအမြောက်လုပ်နေတာမဟုတ်ပါဘူးမင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခဲ့ရင်လည်းမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ် la imaba. အလားမဟုတ်လို့လည်းမမင်းတို့ဘသူရှိကားမှာအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှူတဲ့ပတ်စံဒီလည်းမမင်းရဲ့ချွေးနဲ့သာလည်းရှာထားတဲ့ပတ်စံမမင်းရှိမှာအထည်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကားမှာအလှမခံဘူးမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရတယ်ဒီအနီးကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားတဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှူလာပါရှင်အကွက်ထဲကိုရောက်ရောက်ချင်းလည်းမမင်းအဲ့အနီးရှိကိုတန်းသွားတာမဟုတ်ပါဘူးမမင်းအဲ့ဖုန်းချောင်းသားတွေပြီးရင်ဆိုင်ကယ် carry gate တွေအဲ့လိုမျိုး live ပြီးတော့စုံစမ်းပြီးမှလှူလာပါဒီပတ်စံဒီဘသူဘယ်ဝါရှိကားမှာအလှခံထားခြင်းမဟုတ်ပါမမင်းရဲ့ချွေးနဲ့သာနဲ့ရှာထားတဲ့ပတ်စ ဆံကိုမမေလှူခြင်းဖြစ်ပါရဲ့ရှင်အားပေးအမြောက်လုပ်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားပဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရယ်လို့လည်းရက်ွက်ကပြောပါတယ်အဲ့ဒါကြောင့်မို့လို့သူလုံးပြီးလုံရလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်ဒီအနီးကြီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတော်တော်များများကအဲ့ရနီးဘက်ကနေပြီးတော့အမားခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်ကျမတို့ရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ရင်ကိုမတွေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရာအဲ့ရဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ကြီးဝင်လာပြီးအိုက်တိုက်ရှောက်ကိုအမားတို့ကြိုက်တဲ့အိမ်ကို ကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ဒီကွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်။မင်းမင်းပြောနေတာအပေါ်ရေဟုတ်မဟုတ်ဆိုတာပေါ့နော်။ဒါပေမဲ့လည်းအင်တာဗျူးတွေ့ပြီးရတဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်။ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမလို့မင်းမင်းသွားပြီးရက်ွက်ထဲမှာတိတိကျကျမေးခဲ့တာပါ။တယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမင်းမင်းမေးခဲ့တာပါရှင်။မင်းညာလည်းရဲစခန်းမှာဒီနေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်။ပြီးတော့ပေါ့နော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်။သူလောက်တာလွန်သွားတယ်။သူနောက်အလုံးမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်နေလို့လည်းမင်းတို့ရက်ွက်ထဲကနေတဆင်ကြားရပါတယ်။မင်းမင်းဒီလိုလှူ ချင်းဒီအားပေးအားမြောက်လုပ်ခြင်းလုံးဝမဟုတ်ပါမိမိလူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာတာရဲ့ကြောင့်မိမိတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မိမိတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တတိုင်ထဲမှာကြိုးတုပ်တာတွေအဲ့လိုမျိုးတွေလုပ်တာမြင်တဲ့အချိန်မှာမိမိတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းကကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ် ဒီလိုမျိုးခလေးနဲ့အိုကြီးအိုမတက်ရောက်ကိုအခုလိုမျိုးရိုက်နှက်နေရဖြစ်တဲ့အတွက်မိမင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမိမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမိမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမိမင်းပတ်စံမှာအဲကျွန်တော်မေးချင်တာကဒီမှာအဒီအခုပေါ့နော်ရိုက်ချင်တဲ့အဖွားနဲ့ဒီခလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့လိုင်းမောင်ကပြောနေတာတဲ့ရင်နှာကောင်းနဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားနော်ဒါဒီရက်ကကလူတွေတည်ဆုံးမယ်အဖွားနဲ့ဒီခလေးနဲ့ကအဲရိုက်ချင်တဲ့အဖွားနဲ့ဒီခလေးနဲ့ကတယောက်စီကဘယ်လိုဖြစ်နေတန်ကြီးတယ်မှာအဲတယောက်စီဖြစ်နေခလေးနဲ့ လာလားလေးလား6လောက်လာလားလေးလား6လားလားတားဝင်သားလေးတားဝင်သားလေးဒီချက်ကြလေဒီရွက်ကလုံးကြီးနောက်ပြီးတော့အဖွားကကျွန်တော်တို့ပြောတာတခုတည်းရိုးကလုံးပြောကြတယ်တခုအားပေးလို့လည်းပြောကြတယ်အဲ့တော့အဖွားကအရင်တော့နာမည်ပြည့်ပြီးပါရှိတယ်ဒါမှမဟုတ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 ်နောက်ပြီးတော့အဖွားကအဲ့ရနေပြန်လာပြီးတော့ကိုယ့်ကိုတက်တယ်လို့ပြောကြတာမှန်နော်ဒါရွက်ကကသိလို့အဲ့တော့ line ပေါ်မှာကျွန်တော်တို့ကိုတိုင်းသွားရှာလိုက်ကျွန်တော်တို့ပြောနေကြတယ်ဗျ line ပေါ်မှာဒီအဖွားကြီးကိုပြောလို့ပေါ့နော်ဒီအဖွားကြီးကျွန်တော်တို့ကကူညီလို့ဒီအဖွားကြီးကိုကူညီလိုက်လို့ကျွန်တော်တို့တခုအားပေးပါညာလို့ပြောကြတယ်အဲ့အမြင်ရောအဖွားကတကယ်ပဲ 个楼都安都骗你的。好的，你的单位交了，安排了。这楼那边你贴贴不要，不要了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 。ก็ได้ยินว่าเป็นเส้นอะไรก็ตัวที่กำลังทำก็โอเคเนาะตัวที่จะทำอ่ะเป็นเจ้าหน้าที่ดาวบ้างก็เจ้าหน้าที่ดาวทำไหมว่าเป็นเจ้าหน้าที่ที่เราต้องการก็ต้องมองว่าไอ้คนงานที่อย่างนี้เนี่ยเฉยๆเปล่าไม่ได้เฉยๆเปล่าเนาะไอ้ที่ว่าเนี่ยมันยากอะไรอย่างเฉยๆเปล่าพี่โดนเราดีกว่าบาร์เลยสุดหรอดีกว่าเท่าไหร่ทุกวันทุกวันที่พี่เห็นเลยคือเราก็อะไรที่ช่วยได้จังเลยโอ้โหไอ้ที่ ကျွန်တော်ဆက်ပေးမယ်သူကဈေးရင်းကြီးစားကိုဆက်ပြီးတော့ထုတ်ပေးမယ်ဒါကြေးကျွန်တော်တို့ကပြီးပြီဘဝကူညီပေးလိုက်တာဒီစိတ်နဲ့ပဲကျွန်တော်တို့ကကူညီကြတယ်ဒါပေမဲ့ကျွန်တော်တို့လက်တွေကိုအပြည့်ပြောတဲ့လူအများကြီးရှိတယ် ဘာမှမသိဘူးကြာဘာမှမသိရဲ့လူကြာဝိုင်းဝန်းကြီးအဖြစ်တည်နေကြတယ်။ဘယ်ကြာသူတို့ကြာတော့လဲတရားတစ်ချက်ဝင်ကြည့်ရဆိုတော့မကူညီနိုင်ဘူး။ဒါပြီးတော့စုံစမ်းလားဆိုလည်းမစုံစမ်းဘူး။ဒါမှမဟုတ်တရားတကာစာလေးရေးလိုက်တယ်ဒီဘွားကြီးကလေးတယောက်တနည်းနှစ်ကောင်းလေးပေါ်တယ်သူကဘာလို့လဲ။အဲ့တော့ကျုံသွားပြန်အောင်။ဘွားနဲ့ကလေးတယောက်ဘာမှမတော်ဘူးမှန်တယ်။ဟုတ်လား။ဘာမှမတော်ဘူး။ဒါမှမဟုတ်ညီဖွားလို့ပဲဖြစ်ကြတယ်ငယ်ငယ်လေးကငယ်ငယ်လေးတည်းမှာ။ဒါဒီတန်ရောင်းနေနေရှိတယ်ကြာ။အဲ့တန်ရောင်းနေနေရှိတာသူကမသိဘူး။တရားတကာရေးလိုက်ရေးလိုက်ကြတယ်။တကယ်ကြတော့ဒီမှာကျတော့အဘွားကဒီမျိုးကိုတော့ချက်ကြတယ်။ဘယ်တော့ချက်တယ်ညီရတယ်။ဒီရတယ်အဘွားကိုအရင်ချက်တယ်။အရင်ချက်တယ်ဆိုတော့အခုကျွန်တော်တို့ကအဘွားကိုဒီမှာဆိုရင်အဘွားကိုဒီမှာဆိုရင်သဘောက ာလားအေးလည်းသူကပေါ်ကြဘာလို့စားလဲကွာအဖွားဝိစောစားတယ်ကွာအဖွားဝိစောစားဒါဒီရက်ခွဲတဲ့လူအကုန်လုံးပဲနော်ဒီရက်ခွဲတဲ့လူတွေအကုန်လုံးသိတယ်အဲ့တော့ live မှာမသိဘူးနားနဲ့တိုက်ခိုက်တဲ့လူတွေတဘုံကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပြရအောင်ရှင်းရှင်းပြရအောင်ဝိစောတဲ့သူစောတဲ့နေရာကိုပြောတယ်ဟုတ်တယ်သူစောတဲ့နေရာနော်သူစောတဲ့နေရာလည်းအကုန်ပြောတယ်အဲ့တော့ဒီဝိစောနေရာဘွားကိုကျွန်တော်တို့ကကုညီနေတယ်နော်ဒါကြောင့်ဘာမှမဟုတ်တခုအားပေးတာလည်းမဟုတ်ဘူးကြောက်တာကတော့ကြားမှာပဲခိုင်းပြီးကျွန်တော်ကတော့တော့ဘာမှမသိအောင်ကျွန်တော်တို့ကလုပ်ပေးတာနားပြောတယ်လို့ပေါ့နော်ဒီကိုတခုအားမပေးနဲ့မလူသိဘူးလို့ထင်လား ဲ့လိုအဲ့လိုပြောမယ်ဆိုဆိုမထင်ပါဘူး။ तू ကလည်းအရန်ဒုက္ခရောက်တော့လုံမိလို့ရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ခလေးလေးဖို့ရပါပုံသနာဖို့ကောင်းပါလား။အဖွားနဲ့ဒီခလေးလေးနဲ့ဒါမိလို့တချို့ကထင်ကြတာ။ဒါမိလို့ထင်ကြတယ်ဒါပေမဲ့ဒါမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုလေးကဘယ်လိုကိုပို့ပြီးလှူတင်လဲ။ဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လာဘယ်လိုတင်လဲ။နှစ်ယောက်စလုံးကနေနှစ်ယောက်တူနေတော့နှစ်ယောက်စလုံးလှူတင်တယ်လို့ထင်တာ။တူမဲ့ဆိုဒါဒီနှစ်ယောက်စလုံးမှာရှိကြပါဦး။ဝင်းမားနေရတာ။ဟဲ့ပါနော်။အဲ့လိုလက်သားတွေဟုတ်လားလုံးမရတော့ဘူး။အရှိတော့လာတော့ဒုက္ခရောက်လာတော့လည်းမရလုံးမရဘူး။ဒါပေါ့ဒါပေါ့နော်။ ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရအောင်ဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ထင်ဒီကောင်မလေးအမေရဲ့ရောက်ခမဟောဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါဟောဒီတော့ဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွတ်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လာတွတ်နော်ဒါဒီတော့ကျွန်တော်ရှင်းမယ်ဒါကွက်လောက်ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျွန်တော်တို့အခုအသက်50နဲ့6နှစ်ဆိုဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာအုံးထားဆိုတော့ကျွန်တော်မကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနဲ့ ော်ကတော့ရွာလေးအဲလောကတော့ရွာလေးတော့ရွာလေးကဒီနေရာကဘယ်နေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြေလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီတို့မရှိဘူးဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနားပုံဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကကြည့်နေတာကပေါ့နော်ဟို ီမှာအချိန်တွေဘယ်လိုရှိလဲဒီအပွားရဲ့အချိန်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအချိန်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူလူမလူလူပါအပြင်ကနေပြီးတော့ဟိုဝေဖန်တုံးတက်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟွန်းဒါကလေးလေးเนี่ยဒီမှာနေတာတော့ကြာပါပြီ။ကြာပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇွားနေပြရနေတာ။ဩ။သူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်။ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူး။ တချို့ကျတော့လဲငှားလိုက်တာလားတချို့ကျတော့လဲတော်တယ်အဲအဲ့ဒါလေးရောတီးလို့ငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမီးလေးတယောက်ကိုအမြဲတမ်းစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရှားလည်းမသိပါဘူးအခုမှလိုင်းပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါပါခလေးလေးကိုအမြဲထိမ့်ပေးနေတာပါဟောခလေးလေးကိုတော့ तू အမြဲတမ်းထိမ့်ပေးနေတာပါကြာပြီပေါ့ဒါခလေးလေးကိုဟုတ်ကဲ့ပါထိမ့်ပေးတာအဲ့ဒါကြာအောင်ထိမ့်ပေးနေတာပါဟောဒီခလေးကို तू ပဲထိမ့်ပေးနေတာနော်ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီခလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ချင်းဒီကောင်မလေးအမေရဲ့ရောက်ခမှာ ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့နိုင်ခွက်လောက်တွက်နော်အဲ့ဒီကတော့ကျွန်တော်ရဲ့ရှင်းမယ်နိုင်ခွက်လောက်ကြာအဲ့အကြံနာဟုတ်ကဲ့အဲ့အဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီ private တမားတွေကဒီဟိုအလှူရှင်တွေနဲ့ဒီပေါ့နော်တိ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 ုက်တဲ့လူတွေကိုချပြတဲ့နေရာမှာမာလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီကလေးလေးနဲ့တာမီတို့တချို့ကထင်ကြတာတာမီလို့ထင်ကြတယ်ဒါပေမဲ့တာမီမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တက်တက်ကလေးလေးကို तू ကချစ်တဲ့ခင်နဲ့တော့အမြဲတမ်းလာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တက်လာရင်ဖြစ်ခင်နေမှာဒါဒီကလေးကိုခေါ်ပြီးတော့ထင်းကြောင်းလာရရှိရပေါ့နော်အဲ့တော့ဒီအဖွားကဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့နော်အဖွားတက်တက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်ကမှအဲဒီရမိသားစုတွေလည်းဒါသိကြတာပါနော်အဲ့ဆိုဒီကလေးလေးရမိသားစုတွေရဲ့ဒီတို့ဘောနော်တို့ရဲ့ဒီကိုချင်းတရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲကိုချင်းတရားပိုင်းကရောတို့အလုပ်လုပ်တယ်တော်တိုးတယ်အခုခုနဲ့မဲဆလီဘူးတင်ကမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေ 5ရောက်နေ5ရောက်နေအဲ့ဒါလေးပဲသူချိုးကြတော့လေချိုးခုတ်ခဲ့တာလေချိုးကြတော့ခုပြောနေကြတာပေါ့နော်အလှူရှင်တွေလှူတဲ့အခါကျတော့ဘယ်ကနေလဲခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပုံမှန်ပြောပြရှိတာဘာရှိလဲ ်ဘူးအဲ့လိုကနာမည်ပြတ်မရှိပါဘူးအခုတခါပဲဘာကြောင့်လုံလိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုစိတ်ကသူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံမိလောက်ရအောင်လုံလိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်60နဲ့6နှစ်ရှိပြီဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ကွက်ဒီမှာအုံးထားဆိုတော့ကျမတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတဲ့ပထမဦးဆုံးမှာအဲ့လိုတဲ့လေဟိုစားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတယ်မရှိဘာကြောင့်ဒီလိုလုတ်လိုက်လဲမရှိဘူးသူစားဆောင်ပြီးလုတ်တာပြောထင်တယ်ဟုတ်လားသူ့အိမ်မှာဟိုစားချင်းနဲ့ဝင်ဝင်လည်းမမြောက်မမြောက်သူတို့ကမှသူအဲ့ဒေါ်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာ ောင်းနောင်ပြတာတော့ तू ကလုံကြုံရေးလောက်တာလုံကြုံရေးလောက်ပြတော့ဝင်ငွေကလုံကြုံရေးတယောက်ရလာတာနှစ်သိန်းကျော်လောက်ပဲရတယ်ဟုတ်ပါဘူးအဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံနှစ်သိန်းဆိုတော့ဘယ်လိုမှစားမရဘူးအဲ့အတွက်ဟိုအတိုးယူမဲ့ချီးမဲ့ပြုတ်မဲ့ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့ချိန်မှာ तू လုံးမိလို့ရအဲ့လုတ်လိုက်တာလို့ပဲချင်းကိုရီးယားတော့ကအဲ့လိုမျိုးစီစားလက်စားလည်းမရှိဘူးကွာဟုတ်ကဲ့စီစားလက်စားလည်းမရှိဘူးအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်အဲ့ဒီအလူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်ဒါကဆိုကျွန်တော်အကျိုးအကြောင်းအချိန်တွေမသိသေးလို့အဲ့လက်ရှိကြတော့လေဒီခလေးလေးကတက်တက်ဗျာဒီအဖွားတက်တက်အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်ပြုတ်မယ်ဆိုရင်ဒီခလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ် ဟိုဘာသူများတွေပြောတယ်လို့ပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလူသိဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုချင်မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပုဒနာဖို့ကောင်းပါ။ကလေးလေးကဘန်းကောင်းညို့ဖြစ်သွားတာပေါ့။ကျုံမဲ့သွင်းတာဆောင်းတာပြောလို့ပေါ့။လူတော့လူသိတယ်။လူသိတာပေါ့။ဒါဆိုဟိုလူသိတယ်လို့ဒါပေါ့နော်ဒီပဝင်းကျင်ကလည်းရှိတဲ့လူတွေပြောတယ်။လူသိတယ်ဆိုရင်ဒီကလေးလေးကနှစ်ခုလေးကပဲသူ့ကိုပို့ပြီးလူသိတယ်။ဒါပေါ့နှစ်ယောက်စလုံးလူသိတယ်လားဘယ်လိုထင်လဲ။ ။မြောက်ကလုံးလူနေတယ်လို့ထင်တာ။တူမဲတို့ဒါဒီမြောက်ကလုံးမှာ။အေးပါနော်အဲ့လိုလဲစားတယ်ဘယ်လိုလဲလုံးမရဘူးဘာလို့လဲတော့တို့ဖိုင်ရအောင်လာလုံးမရလုံးမရပါဘောဒါဘောနော်ဟမ်အာဖိုင်လားဟမ်အာဖိုင်ဟမ်ဟာကလေးလေးကဖိုင်ကလေးလေးဖိုင်အခုကလေးလေးကိုတကယ်လို့လူချင်းတဲ့အလူရှင်နေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးတော့ ဟိုကလာလူမဲ့ဆိုရင်လူလို့ရပါမလားရပါတယ်ဆိုတော့ဟိုတနည်းအောင်သွားလူကမလားဒီကိုလာပေးမှာလားဒီမှာပဲရှိမှာ။ဟုတ်ဒီမှာပဲရှိမှာ။ဟုတ်လိုက်တာရရတက်ကန်ပေါ့။ဟုတ်ပြီနော်ပြန်လာမှာ။ပြီနော်ပြန်လာမှာ။အလူချင်းနေဆိုလည်းဒီလိုပဲလာပြီးတော့အဲဟုတ်ကဲ့ပေါ့နော်။အဲဟုတ်ကဲ့ပါဒါတော့ပဝင်းကြီးရတော့ပေါ့နော်။ဒီအကွာကဒါကျွန်တော်လည်းတရားမသိဘူး။ဒါပဝင်းကြီးကပြောမှသိမှာလေ။ပဝင်းကြီးတို့ကလည်းသူခေါင်းရဲ့ချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျ။ပဝင်းကြီးမှာတော့ဒီအကွာပေါ့နော်ဟိုမကောင်းတဲ့တဲ့တင်တော့မရှိပါဘူးဗျ။ ။ဘာနဲ့တရင်ပို့ကျွန်တော်တို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတယ်တခုအားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့။ဒါဒီတကယ်ပေါ့နော်ဒီခိုးစားတဲ့လုပ်ကိုကျွန်တော်တို့ဒီပြီးသွားရေးရပါတော့အတော်ကောင်းကောင်းဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တွေ့စင်းစားရမယ်။ဒီဘေးကလူတွေတွေ့စင်းစားမယ်လူရှင်တွေလည်းစင်းစားမယ်။ဘာမှတချို့ကြတော့လေတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်သေးမလုပ်လိုက်တာတွေဟိုလုပ်ခဲ့လုပ်မိတာရှိတယ်ကြ။အဲတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားချင်မရှိဘူးငါ့ပြီးကျွန်တော်တို့ခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်เนาะကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ် တတိယရေကိုတချို့မှာကဘာဖြစ်လဲဆိုတော့တို့မှာတကယ်စားရမရှိဘူးတို့လူစားနိုင်တဲ့အင်အားမရှိဘူးကျွန်တော်တို့ထမ်းစားနိုင်တဲ့ရံမီပိုးစားနိုင်တဲ့အင်အားမရှိဘူးเนาะတို့မှာဟိုဘောနောပတ်စံဝင်တဲ့ဝင်ပောက်ကအရန်နေပါတယ်ပေါ့အဲ့တော့တို့ဘောနောတို့နဲ့အဟိုဘောနောဖြစ်နိုင်လောက်တဲ့ဟာလေးတွေတို့ခင်ဗျာဒါလုံစားရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့ဒါကြောင့်တို့တကယ်လို့ဒါဟိုဘောနောဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့အတမဝဲကြောင်းနေနဲ့လုံနေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနောအခက်မသိလို့တကယ်ပေါ့နော် ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်အဲသူဟိုနောက်ထပ်ပေါ့ live မှာလည်းဒီအဖွားရဲ့ပုံတွေတက်လာပြီးမဲ့တော့ညာလဲငါတို့ဒီမှာလည်းအရင်တော့ခိုးထားဘူးတယ်သူတို့ဒီမှာလည်းခိုးထားဘူးတယ်ဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဟုတ်ကဲ့လို့ပဲဆိုရှယ်မှာတော့ပုံပုံပြလိုက်ရင်ဒီဘလူးကဘယ်မှာဘယ်မှာကြုံဘူးလဲဆိုတာကျွန်တော်ဒီမှာအမြင်နဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမှတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလူလာတဲ့အလူရှင်တွေလည်းအဲလက်ရှိသူလို့ရှိလို့ရှိရင်ကျွန်တော်လူလာတဲ့အလူရှင်တချို့လည်းရှိတယ်အခုကိုသောတင်ထိုးတို့ကိုဝနာကြီးတို့အပြင်ကိုနောက်ဒီမော်လမြန်ကဟိုကိုသွေတို့ဘာတို့လည်းလူလာသေးတယ်အဲအဲ့လိုလူတွေလူလာတဲ့လူတွေကိုကျွန်တော်ဒီကနေတခါလေးပြောချင်တာက အဲကျွန်တော်တို့ဒီခလေးနဲ့အဖွားကိုကျွန်တော်ဘယ်မှလူဖို့စီတယ်မရှိဘူးလူဖို့စီတယ်မရှိဘူးဒီခလေးလူဝေလေးတို့တော့ကျွန်တော်အာဒီခလေးနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လူပေးမယ်ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့ကျွန်တော်တို့လာပြီးတွေ့မယ်ဆိုရင်ဒီနေ့လာလို့ရတယ်နင်ကမဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်လေဖုန်းဖုန်းနံပါတ်လည်းရှိမယ်နင်နေလားအညာနေတာပါခဏမူလေးစိတ်ဟု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 တ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင် အဲဒါအခုကျွန်တော်ဒီမျိုးတင်တဲ့ချိန်မှာလဲဒါကျွန်တော်လှူရတဲ့လူချင်းနေနဲ့ဟိုဒါဟိုပြောနိုင်တယ်ပေါ့နော်တချို့ကြတော့ဗာငါတို့တော့ဒီပုံစံမျိုးမလှူချင်တော့ဆိုရရတယ်ကျွန်တော်ကိုပြန်ပြီးဆက်သွယ်ပေးပါကျွန်တော်လှူရတဲ့လူငွေလေးကျွန်တော် ပြန်လာမယ်ရတယ်ငါတို့ကဒီလိုပုံစံလှူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်လှူပေးထားပါမယ်ကျွန်တော်စီရောက်ပြီးသားလူငွေပြောတာပါနော်မရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုအဆုံးတရအောင်ကြည့်ရှုနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ